မင်္ဂလာပါရှင်ဗမာခေတ်တည်တဲ့ဌာနမှကြိုဆိုလိုက်ပါတယ်ရှင်ယခုအချိန်မှစပြီးဧပြီလ21ရက်နေ့ည7:00နာရီတင်ပြများကိုအစီအခံတင်ဆက်ပေးပါမယ်ရှင်ပထမအဆုံးတင်နေနေထိုင်းနိုင်ငံရဲ့သတိပေးချက်ကိုမျက်ကွယ်ပြုပြီးနေဆန်းနားမှာစစ်ကောင်စီလေတပ်ဘုံကျဲဆိုတဲ့တင်မဲ့ဖြစ်ပါတယ်ရှင် ထိုင်းမြန်မာနယ်စပ်နာမှာဘုံကျဲတိုက်ခိုက်တာမျိုးမလုပ်ဖို့ထိုင်းဘက်ကတတိပေးမှုကိုမျက်ကွယ်ပြုပြီးစစ်ကောင်စီလေတပ်ကဘုံကျဲခဲ့ကြောင်းထိုင်းသတင်းဌာနတစ်ခုကဖော်ပြခဲ့ပါတယ်။ကရင်မျိုးသားလွတ်မြောက်ရေးတပ်မတော် KNL နဲ့တိုက်ပွဲတွေပြင်းထန်ခဲ့ရနေစပ်နာမှာဧပြီလ21ရက်နေ့လယ်ပိုင်းမှာကက်ချနာပူရီခိုင် ဘန်ဖူနန်ရုံနေဇဂိအနေကိုစစ်ကောင်စီလက်ထက်ကလေးချောင်းတိုက်ခိုက်မှုလှုပ်ဆောင်ခဲ့ရလို့ထိုင်းသတင်းဌာနကန်ဆုတ်ကဖော်ပြပါရယ်စစ်ကောင်စီရဲ့လေးချောင်းစစ်စင်ရီတွေဟာထိုင်းလေပိုင်နယ်ထဲကိုပါဝင်ရောက်ခဲ့တယ်ဆိုတာကိုထိုင်းဘက်ကအမှတ်တမ်းရရှိထားတယ်လို့လည်းဖော်ပြခဲ့ပါရယ် စစ်ကောင်စီရဲ့လေတဟာထိုင်းနယ်စပ်နဲ့ထိစပ်ရာတနင်္သာရီတိုင်းနယ်က KNL ပြစ်မှတ်တွေကိုဘုံဆယ်လုံးလောက်ကျဲချခဲ့တယ်လို့လဲခေါင်းဆောင်သတင်းဌာနကဆိုပါတယ်။တနင်္သာရီတိုင်းနယ်မှာ KNL တပ်မလေးရဲ့နယ်မြေထဲမှာတည်ရှိတဲ့စစ်ကောင်စီရဲ့ထိတာ view as scan ကို KNL နဲ့ပူးပေါင်းတပ်တွေကတပတ်ကြာထုတ်ဆစ်ဆင်ပြီးတဲ့နောက်ဧပြီလ19ရက်နေ့မှာအပိသက်သိမ်းပိုက်ခဲ့ပါတယ်။ အဲ့ဒီစကန်သိန်းတိုက်ပွဲတွင် KNL ဟာဆက်လက်နက်ခဲယမ်းတွေနဲ့စစ်အသုံးဆောင်ပစ္စည်းအများပြားကိုလည်းတင်ယူနိုင်ခဲ့ပါတယ်။တီခိနေဆက်ကုံသွေးရေစခန်းကိုနည်းမြေစိုးမုံနိုင်မှုစည်ရေးအရာအေးပါလာတဲ့ထီးတာစခန်းသိမ်းတိုက်ပွဲတွင်စစ်ကောင်စီရဲ့ဗျူဟာမှုအပေါင်းစစ်သားများပြားသေဆုံးခဲ့ပြီးစစ်သားချို့ထိုင်းကိုထွက်ပြေးခဲ့ပါတယ်။ဒါဟာ KNL ရဲ့တမဟာလေးနည်းမြေထဲမှာဗျူဟာဆင့်စခန်းတစ်ခုကိုပထမဆုံးအကြိမ်သိမ်းယူနိုင်ခြင်းလေးဖြစ်ပါတယ်။ ထီထောင်ပြူဟာသိမ်းပြီးတဲ့နောက်နေဆက်မှာတိုက်ပွဲကြီးဆက်လက်ဖြစ်ပွားနေတာဖြစ်ပါတယ်စစ်တပ်ကနေဆက်မှာလေးချောင်းတိုက်ခိုက်မှုနဲ့ပတ်သက်တဲ့အသေးစိတ်အချက်လက်တွေကိုမသိရပေမယ့်စစ်ကောင်စီရဲ့စစ်ရဟယင်တစည်းပြန်တန်းနေတဲ့တပ်ပုံကိုခေါင်းဆုပ်ကအုံပြူထားခဲ့ပါတယ်အရီတိုက်ခိုင်းမှုအပြီးမှာတော့ထိုင်းလေပိုင်နက်ကိုကာဝယ်ဖို့အတွက်လင်ရင်ပြည့်အမြောက်တွေကိုနေဆက်စီရွှေ့ပြောင်းနေရချထားနေတယ်လို့လဲခေါင်းဆောင်သတင်းမှာပါရှိခဲ့ပါတယ်။ Facebook မှာဖော်ပြထားတဲ့အဲ့ဒီသတင်းရဲ့အောက်မှာတော့ American လို့ F35 တွေတွေလိုမျိုးကမ္ဘာပေါ်မှာအဆင့်အမြင့်ဆုံးတိုက်လေယာဉ်တွေကိုဝယ်ယူဖို့တောင်စူးစမ်းနေပါတယ်ဆိုတဲ့ထိုင်းလီတဟာခင်းနောက်ကြပြီးအိုးဟောင်းနေတဲ့ရဟယင်တစီကလေးပိုင်းနဲ့ထဲဝင်ပြီးတရုတ်ဘုံနံကစားနေတာကိုတောင်ပြစ်မချနိုင်ဘူးလားလို့လှောင်ပြောင်ထားတဲ့မှတ်ချက်မျိုးတွေတွေ့ရပါတယ်။စက်ကောင်စီဟာငလင်ဘေးတဲ့ကယ်ဆယ်လုပ်ငန်းတွေအတွက်ဧပြီလ2ရက်နေ့ကနေ22ရက်နေ့အထိအပြည့်အကက်ရက်စဲထားမယ်လို့ကြေညာပေးမယ်။အဲဒီကာလအတွင်းမှာအ က်သားပြစ်မှတ်အများပြားပါဝင်နိုင်ငံအနှံ့မှာနေစဉ်ပုံကျဲနေတာဖြစ်ပါတယ်စစ်တပ်ကအရက်သားပြစ်မှတ်တွေကိုပါပုံကျဲလို့ကလေးငယ်တွေမျိုးသမီးတွေတက်ကြီးရွယ်အိုတွေအပါအဝင်ပြည်သူအများပြားသိဆုံးတန်ရရနေပါတယ်ဆလန်တင်ဆက်ပေးမယ့်တဲ့ရင်ကတော့စေရေးချဲ့တွင်အကောင့်တဲ့ဖုန်ကြီးချောင်း PIA မကွေးတက်ပြောဆိုတဲ့တဲ့ရင်ပဲဖြစ်ပါရဲ့ရှင်။ လူလူတော်လိုင်းမဟာမိတ်အင်အားစု PIA မကွေးတီမဟာမိတ်တော်လိုင်းအဖွဲ့အစည်းများနဲ့ပူးပေါင်းက Embrace စစ်စင်ရေးတဲ့ပါဝင်နေပြီးစည်ရင်းချဲ့တွင်လှူရှားနိုင်ရန်တပြိုင်တည်းအကောင့်တွေပေါ်ဆောင်ရွက်နေကြောင်းယနေ့တွင်ထုတ်ပြန်သည်2025ဇန်နဝါရီလမှဧပြီလထိ3လကျော်တွင်စစ်ကောင်စီဗိုလ်ကြီးများအဆင့်ဝင်စစ်ကောင်စီတပ်သား၁၈ဦးဖမ်းဆီးရမိခဲ့ကြောင်းရင်းအထဲတွင်ဗိုလ်ကြီးအောင်ငိမ့်ချန်နှင့်ဗိုလ်ကြီးတင်ကိုထထုပါဝင်ကြောင်းသိရသည်ဇန်နဝါရီလမှဧပြီလတွင်စစ်ကောင်စီနှင့်တိုက်ပွဲ23ကြိမ်ဖြစ်ပွားခဲ့ပြီး ်စကောင်စီဘက်မှ63သိဆုံးခဲ့တဲ့ပြင်လက်နက်ခဲယမ်းများလည်းသိမ်းဆည်းရမိခဲ့ကြောင်းဖော်ပြထားတဲ့2025ဖေဖော်ဝါရီ25ရက်နေ့28ရက်တွင်ငပဲမြို့နယ်နေရီကန်စခန်းအနီးမက်ရှလ18ရက်တွင်ငပဲမြို့နယ်ပစီကျေးရွာမက်ရှလ30ရက်တွင်ပသိမ်မုံရွာကောင်းလန့်ရှိပရန်မြို့ဝင်ကိတ်ကိုတိုက်ခိုက်၍တိုက်ပွဲများဖြစ်ပွားခဲ့ကြောင်းပါဝင်သည် PIA မကွေးသည့်ရခိုင်မကွေးနယ်စပ် Ambran လမ်းမိုက်တွင်စစ်ရေးလှုပ်ရှားပြီးစစ်ကောင်စီစစ်ကြောင်းများကိုကြားဖြတ်တိုက်ခိုက်မှုများပြုလုပ်ခဲ့သည် အရခတမ်ရိုင်အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်ရှိရာအမ်းမြို့ကိုထိုးစစ်ဆင်နေချိန်စစ်ကောင်စီစစ်ကူစစ်ကြောင်းများကိုဖျက်တော့တိုက်ခိုက်ခဲ့တဲ့အထက်တွင် PIA မကွေးလက်အတီကပါဝင်ခဲ့သည် PIA မကွေးတပ်အနေဖြင့်တပ်ဖွဲ့ချင်းတို့၎င်းမာမိတ်တော်လိုင်းအဖွဲ့အစည်းများနှင့်ပူးပေါင်းရေးတို့၎င်းစစ်ကောင်စီကိုဆက်လက်တိုက်ပွဲဝင်သွားမည်ဖြစ်ကြောင်းဆိုသည်ဆက်လက်ပြီးဒေါနာစစ်ကြောင်း၃နှင့်မွန်ကရင်တဝဲလက်နက်ကင်တပ်ဖွဲ့များစစ်ရေးမဟာမိတ်အဖြစ်ပူးပေါင်းတိုက်ခိုက်မည်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်ရှင် ဒေါနာစစ်ကြောင်းတုံးနဲ့မွန်ကရင်တဝဲကလက်နက်ကိုင်တပ်ဖွဲ့တွေမဟာမိတ်အဖြစ်ပူးပေါင်းကစစ်ရေးဖော်ဆောင်မှုတွေလှုပ်ဆောင်သွားမယ်လို့ Canva Different Force ကသတင်းထုတ်ပြန်ပါတယ်။ ပြီးခဲ့တဲ့ဧပြီလ18ရက်နေ့မြန်မာနစ်စန်တရံနေမှာဒေါနာစစ်ကြောင်း3တက်ခွဲ4တက်ခွဲ6တက်ခွဲ9 KNU တက်မှ6တရင်29မွန်ပြည်တဲ့ပါတီ AD မွန်ပြည်တော်လှန်ရေးတက် MSRF ABSDF တရင်တီတဝဲတက်မတော် DNL တို့ကတာဝန်ရှိသူတွေတွေ့ဆုံပြီးစည်ရေမဟာမဲအဖြစ်ပူးပေါင်းဆောင်ရွက်ဖို့သဘောတူညီမှုရရှိခဲ့တယ်လို့သိရပါဗျာ ပူပေါင်းမှုတွေကတပွဲချင်းစီပူပေါင်းမှုကအရင်ကတည်းကရှိပါတယ်။အခုကတော့ရေပြူမြို့နယ်အခြေစိုက်တဲ့အဖွဲ့အများစုနဲ့မျက်နှာစုံညီတွေ့ဆုံပြီးသဘောတူညီချက် ထုတ်ယူတာမျိုးဖြစ်ပါတယ်လို့ Cambod Defense Force ရဲ့တာဝန်ရှိသူကမောင်းကိုပြောပါတယ်။ရေပြူမြို့နယ်အတွင်းဝင်ရောက်နေတဲ့စစ်ကောင်စီစစ်ကြောင်းတွေကိုထိရောက်စွာဟန်တာနိုင်မှုနဲ့စစ်ရေးအရအခြေစိုက်မိမိအချိန်မြင့်ပူပေါင်းဆောင်ရွက်နိုင်မှုရည်ရွယ်ဆွေးနွေးခဲ့ကြတယ်လို့သိရပါတယ်။ ဒါအပြင်တွေ့ဆုံဆွေးနွေးမှုဟာရလတ်ကောင်းတွေရရှိခဲ့ပြီးအောင်မြင်တဲ့စည်ရေးပေါ်ဆောင်မှုတွေရရှိဖို့အတွက်လည်းသဘောတူညီချက်တွေထားရှိကာစူးစမ်းဆောင်ရွက်လျက်ရှိနေတယ်လို့ထုတ်ပြန်ချက်မှဖော်ပြထားပါတယ်။ဆလဗီပုံရဟန်းမင်းကြီး Francis ကွယ်လွန်ကြောင်း Vatican ထုတ်ပြန်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်ရှင်။ပေါ်ရဟန်မင်းကြီး Francis ဒီကနေ့ April 22ရက်မနက်9:35မိနစ်မှာကွယ်လွန်သွားပြီလို့ Vatican နန်တို့ကထုတ်ပြန်ခဲ့ပါတယ်။ ပိုယန်မင်းကြီးကွယ်လွန်ခြင်းတတ်တော်88နှစ်ရှိပြီးအီတလီနိုင်ငံရောမမြို့ဗာတီကန်မှာကွယ်လွန်ခဲ့တာလည်းဖြစ်ပါတယ်။ပြီးခဲ့တဲ့လပိုင်းကအဆုတ်ရောင်ယောဂကြောင့်စေယုံတက်ခဲ့ရပြီးနောက်ဗာတီကန်နယ်တော်မှာအနာယူဖို့ဆရာဝန်တွေကအကြံပြုပြောဆိုမှုတွေရှိခဲ့ပါတယ်။အဆုတ်ရောင်ယောဂကြောင့်ခွဲစိတ်ကုသမှုတွေလှုပ်ဆောင်ခဲ့ရတဲ့အတွက်ဆေးဝါးကုသမှုခံယူပြီးနောက်ပိုင်းအရေးပေါ်အခြေအနေနှစ်ကြိမ်ကြုံတွေ့ခဲ့ရသေးတယ်လို့လည်းဆေးဘက်ဆိုင်ရာဆရာဝန်တွေကပြောပါတယ်။ပိုယန်မင်းကြီးကွယ်လွန်ခဲ့မှုပေါ်နိုင်ငံတကာကောင်ဆောင်တွေကလည်းဝ န်နဲ့ကြောင့်ပြောကြားခဲ့ကြပြီးကက်သလစ်ဘာသာဝင်တွေကလည်းပုပ်ရဟန်းမင်းကြီးကွန်းလွန်ခဲ့မှုအပေါ်ဝန်နဲ့ကြောင့်ပြောကြားခဲ့ပါတယ်။ ပိုယံမင်းကြီးဖရန်စီဟာကက်သလစ်သာသနာကောင်ဆောင်အဖြစ်2013ခုနှစ်မတ်လ23ရက်မှာစတင်တောင်ဝန်ထမ်းဆောင်ခဲ့ပြီးကွယ်လွန်ခြင်းအထိ12နှစ်ကျော်တောင်ဝန်ထမ်းဆောင်ခဲ့တာလည်းဖြစ်ပါတယ်။မြန်မာနိုင်ငံစီရေးပဏိပခနဲ့ပတ်သက်ပြီးငြိမ်းချမ်းစွာဖြည့်ရှင်မှုနဲ့စိတ်ဆက်ဆွေးနွေးဖို့ကိစ္စတွေကိုပိုယံမင်းကြီးဖရန်စီကမကြာခဏထုတ်ပေါ်ပြောကြားခဲ့ပြီးဒေါင်းဆန်းစုကြည်ဦးဆောင်တဲ့အဆိုရလက်ထက်2018ခုနှစ်မှာမြန်မာနိုင်ငံကိုလာရောက်လည်ပတ်ခဲ့ပါသေးတယ်။ ရှိကုတ်ကတင်ဆက်ပေးမယ့်တဲ့ရင်အကြောင်းအရာကတော့ငဖဲမြို့နယ်ရင်ဇန်နဝါရီလမှဧပြီလအတွင်းတိုက်ပွဲ23ကြိမ်ဖြစ်ပွားပြီးပုံမှုတီဟောင်းပါဝင်စစ်သား63ဦးသေဆုံးကဘူဂျီအောင်ငင်းချန်းဘူဂျီတင်ကိုထပ်ပါဝင်73မှ78ဦးအရှင်မီဆိုတဲ့တဲ့ရင်ဖြစ်ပါရရှင် မကွေးတိုင်းငပယ်မြို့နယ်တွင်ဇန်နဝါရီလမှဧပြီလအတွင်းတိုက်ပွဲ23ချိန်ဖြစ်ပွားပြီးပိုမှုတီဟောင်းပါဝင်စစ်သား63တိဆုံကဗိုလ်ကြီးအောင်ငိမ့်ချန်ဗိုလ်ကြီးတင်ကိုထပ်ပါဝင်73မန်းဆက်ရှိအရှင်ဖန်းစီရမိခဲ့ကြောင်းလူရုတော်လိုင်းမှမဲ့အင်အားစု PRI မကွေးမှတောင်းရှိသူတို့ကရန်ကုန်ခေတ်သတင်းဌာနထံသို့ပြောဆိုသည်ဖေဖော်ဝါရီလ25ရက်နေ့နနက်7:30မိနစ်ခန့်တွင်ငပယ်မြို့နယ်နေရီကန်အနီးရှိစင်ကုနာချန်ကိုကင်မုံဝင်ရလာသောအင်အား20ခန့်မှအကြမ်းဖက်စစ်ကောင် ေးတက်သားများကိုလူလူတော်လိုင်းမမေအင်အားစုပီအေးမကွေးမတော်လိုင်းရဲဘော်များကခြုံကိုတိုက်ခိုက်ခဲ့ရာစစ်ကောင်စီတက်သားလေးဦးထိခိုက်ဒဏ်ရာရရှိကစုခွာထွက်ပြေးသောကြောင့်သိရသည်ဖေဖော်ဝါရီလ28ရက်နေ့နနက်9:20မိနစ်ခန့်တွင်ငပေမြို့နယ်နေရီကံပြူဟာကုန်းမှဆင်းလာသောအကျန်းဘက်စစ်ကောင်စီတပ်သားအင်အား60ခန်းပါစစ်ကြောင်းကိုတော်လင်းတပ်ဖွဲ့များကဖျက်တောက်တိုက်ခိုက်ခဲ့ကြောင်းတိုက်ပွဲတွင်အကျန်းဘက်စစ်ကောင်စီတပ်သား6ဦးသေဆုံးပြီး4ဦးထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်းသိရှိရသည မတ်လ18ရက်နေ့နနက်8:15မိနစ်ခန့်တွင်ငဖဲမြို့နယ်ပစီကျေးရွာမှလိုင်ကျေးရွာကိုတက်လာသောအင်အား40ခန့်အစံဘက်စစ်တပ်စစ်ကြောင်းကိုလိုင်ကျေးရွာလမ်းခွဲအနီး၌တော်လင်းတပ်ဖွဲ့များကဖြတ်တောက်တိုက်ခိုက်ခဲ့ရာအစံဘက်စစ်ကောင်စီတပ်သား9ဦးသေဆုံးက၄ဦးထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်းရင်းစစ်ကြောင်းနှင့်အစံဘက်စစ်တပ်တပ်မ69လောက်ခန့်တရင်များပါဝင်ကြောင်းသိရသည် မတ်လ30ရက်နေ့နနက်9:30မိနစ်ခန့်နဲ့လူလူတော်လိုင်းမဟာမိတ်အင်အားစု PIA မကွေးနေမင်းမှုခရိုင်အမှန်နဲ့တရင်မတော်လိုင်းရဲဘော်များပူးပေါင်းရေးပသိမ်မုံရလမ်းမရှိဗရန်မြဝင်ဂိတ်ကိုဝင်ရောက်ပြစ်ခတ်တိုက်ခိုက်ခဲ့ကြောင်းသိရှိရသည် ရင်းတိုက်ခိုက်မှုတွင်စံဘက်စစ်ကောင်စီတပ်သား6ဦးသေဆုံးပြီး4ဦးထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်းဗရန်မျိုးဝင်ကိတ်သည်စံဘက်စစ်တပ်ရဲနှင့်ဆိုင်းယားဖောက်တို့ပူးပေါင်းထားခြင်းဖြစ်ပြီးအင်အား20ကျော်ဖြင့်ထိုင်ချထားကရတားပြည်သူနှင့်ဈေးရောင်းဈေးဝယ်သူများကိုအတင်းအဓမ္မငွေကြေးတောင်းရန်ခြင်းဖိနှိပ်ရန်ကားခြင်းများပြုလုပ်လေရှိသည့်ကိတ်ဖြစ်ကြောင်းသိရသည် လူလူတော်လိန်မမိတ်အင်အားစု PI မကွေးသည်ဇန်နဝါရီလမှဧပြီလအတွင်းတိုက်ပွဲကြီးတိုက်ပွဲငယ်ပေါင်း23ချိန်ဖို့ဆောင်နိုင်ခဲ့ပြီးလက်နက်ကြေးများစွာကိုလည်းတင်စီရမိခဲ့ကြောင်း၎င်းတိုက်ပွဲများအတွင်းချမ်ပတ်စတက်ဘတ်မှပုံမှုတရာပောင်းဝင်းစုစုပေါင်း63တေဆုံးကပူကြီးအောင်ငိန်ချန်ပူကြီးတင်ကိုထတ်တို့အပောင်းဝင်းစုစုပေါင်း18ဦးကိုရှင်ဖန်စီရမိခဲ့ကြောင်းလူလူတော်လိန်မမိတ် PI မကွေးသည်မဟာမိတ်တော်လိန်ရဲ့ဖွဲ့စည်းများနဲ့ပူပေါင်းက Embrance စစ်စင်ရင်ပောင်းဝင်းဆောင်ရွက်နေပြီ င်စစ်နယ်ဝန်ချဲ့တွင်လှူရှားနိုင်ရင်လည်းတပြိုင်တည်းအကောင့်တွေပေါ်ဆောင်ရွက်နေကြောင်းသိရှိရသည်ဒီထုတ်ပြန်ချက်ကတော့ငလင်ကြောင့်တချို့လှူရှားမှုတွေကမ်ပိန်းတွေပေါ်ရပ်တန့်ထားရတဲ့အခြေအနေရဲ့အခုချိန်ရောက်မှပြန်ပြီးထုတ်ပြန်ရတဲ့အခြေအနေပေါ်ကျွန်တော်တို့ရှေ့ဆက်ပြီးတော့ဆက်အာနာရှင်ကြာဆုံးရေးအတွက်ကိုဆက်ပြီးတော့ခြိတက်နေတာကိုပြောချင်ပါတယ်ဟုလူလူတော်လိုင်းမှမဲအင်အားစု PI မကွေးမှတာဝန်ရှိသူတို့ကပြောဆိုသည်